ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ6ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်နာရုံမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့လွိုက်ကော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကူစစ်ကြောင်းကို KNDF နဲ့ပူးပေါင်းတပ်များကြားဖြတ်တိုက်ခိုက်အကြမ်းဖက်စစ်သား20ဦးထပ်မံနေတေဆုံးပြီး လက်နက်ရှိလက်နဲ့ခဲယမ်းတွေတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်လွိုက်ကော်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KNDF ဗျူဟာနှင့်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစက္ကစတပ်ဖွဲ့ဝင်20ဦးထပ်မင်းတိဆုံပြီးလက်နက်ရှိလက်နဲ့ခဲယမ်းတွေတင်ဆက်ရရှိခဲ့တယ်လို့ KNDF ဗျူဟာနှစ်ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တပြေကုန်းရွာဘုံကြီးကျောင်းဝင်းအတွင်းမှာအခိုင်အမာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်နေစဉ်တွင်စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစက္ကစတပ်ဖွဲ့ဝင်20ဦးထက်မင်းတေဆုံးပြီး MA1 တနက်9လက် AK47 တလက် MA4 တလက် RPG တလက်နဲ့အခြားလက်နက်ခင်းရန်တွေတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြူဟာနှင့်အတူပြူဟာအမတ်နှင့်အောက်မှရှိတဲ့တရင်တွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒဝဲမြို့နယ်ကျက်စားပြင်ကဲနာလမ်းမှာထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုဗျူဟာမှုအပါအဝင်12ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းဒဝဲမြို့နယ်ကျက်စားပြင်ကဲနာလမ်းမှာထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာမှာဗျူဟာမှုအပါအဝင်12ဦးသေဆုံးခဲ့ကြောင်း Special Gorilla Force အထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်မေလ30ရက်နေ့ညနေ6:58မိနစ်ခန့်မှာ တဝယ်မြို့နယ်ကျက်စားပြင်ကန်နာလန်တကုံ၅ဆီအနီးမှာထိုင်ချတက်ဆွဲပြီးတော့လောင်းလုံမြို့နယ်ဘက်ကိုလက်နက်ကြီးများနဲ့ပစ်ကူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဗျူဟာမှုအပါအဝင်၁၁ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတေစရင်ကတော့ထတ်တိုးတော်မရှိပါဘူးအင်အားကတော့သူတို့ရောက်လာတာ15កောင်ပဲရှိတယ် ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာ viewer မှုအပါအဝင်17ဦးသေဆုံးတယ်လို့သိရတယ်လို့ Special Gorilla Force အထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုအထူးပျောက်ကြားတပ်ဖွဲ့ Special Gorilla Force နဲ့ပင်လယ်ကျေတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တမိုးမှာကင်းလဲစစ်ကြောင်းနဲ့တနင်္သာရီမှာရေခါပို့စစ်ကြောင်းတို့ကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်မှုစစ်တပ်ဘက်မှရရှိများအပါအဝင်၅ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းတိုင်းတမိုးမြို့မှာကင်းလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ဗိုလ်တအူအပါအဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်းဇူအာမီမှတာဝန်ရှိသူတအူကပြောဆိုပါတယ်။ဇွန်လ9ရက်နေ့မွန်လွယ်၁၂:၅မိနစ်ခန့်မှာတမိုးမြို့မှာကင်းလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဇက်အေဇူအာမီတပ်ဖွဲ့မှရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်ဗိုလ်တအူအပါအဝင်စစ်သား၃ဦးသေဆုံးခဲ့ပြီး တော်လန်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ဇိုအာမီကလက်နက်ကြီးမရှိလို့အဝေးပြစ်လက်နက်ကိုပိုင်ထုတ်လုပ်ထားတာနဲ့တိုက်ခဲ့ရပါတယ်တနက်၁၀လက်နဲ့အင်အားကတော့၂၀လောက်ပါလက်ကင်းလက်နေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေပြီးတော့ပြန်လည်ပြစ်ခတ်တာတော့ရှိခဲ့တယ်အပြန်အလှန်ပြစ်ခတ်တာမိနစ်၄၀လောက်ကြာပါတယ်အခုလိုမပြည့်စုံတဲ့လက်နက်ခဲယမ်းကြားတဲ့ကနေအခုလိုတိုက်ခဲ့တာအရန်လဲဇိုအာမီအတွက်ဂုဏ်ယူပါတယ်လို့ဇိုအာမီမှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ဒါအပြင်တနင်္သာရီမြို့နယ်တင်ခွန်းရွာဘက်ကိုရိတ်ခါနဲ့လူအင်အားဖြည့်ရန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအရာရှိနှုတ်သိဆုံးခဲ့ကြောင်းတောင်ပန်ဒီပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ31ရက်နေ့နနက်6:15မိနစ်ခန့်မှာတင်ခွန်းရွာဘက်ကိုရိတ်ခါနဲ့လူအင်အားဖြည့်တင်းရန်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတမုတ်ချုံရွာမှာတော်လန်ကြီးရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းနေ့မွန်လွဲ3:10မိနစ်ခန့်မှာ အကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးညနေ6:30မိနစ်ခန့်ထိတိုက်ပွဲအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ထိုထိတွေ့တိုက်ပွဲများတွင်အကြံဖတ်စစ်တပ်ဘက်မှအရာရှိ2ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘိတ်ခရိုင်တပ်ရင်းနှင့်တပ်ခွဲနှင့်ဘိတ်ခရိုင်တပ်ရင်းတင်းနှင်းတိုင်းမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ။တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စီရင်အခြေအနေများအရဒေသပြည်သူများခရီးသွားပြည်သူများအနေနဲ့သတိရှိစွာသွာလာနေထိုင်ပေးကြပါရန်တောင်မန်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်ထားပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး၂ဦးဖမ်းပြီးစစ်မှုတန်းတပ်သားတိ၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီး၂ဦးဖမ်းမိကစစ်မှုတပ်တပ်သားတရှိဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းနထိုးကြီး PDF မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ၃ရက်နေ့မှာနနက်၁၇နာရီခန့်ဝက်လူးနယ်မြေရေစကန်တိုင်းတိုက်ပွဲကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြံဖတ်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပြီးစစ်တပ်စစ်ကြောင်းမှစနိုက်ပါတအူးနဲ့တပ်သားတအူးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းဒါအပြင်အကြံဖတ်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတရှိဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်တိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီတပ်သားများထံမှလက်နက်ခဲယမ်းများနဲ့စစ်ကောင်စီတပ်သားမသားအလောင်းတလောင်းကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့စစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့ပေါ်တာဆွဲလာတဲ့လူငယ်တွေများတယ်ပေါ့နော်အဲ့ဒီလူငယ်တွေအနေနဲ့ရတဲ့နီးနဲ့ကျွန်တော်တို့ပြည်သူရင်ခွင်ဘက်ကိုဒါမှမဟုတ်ရင်ပြည်သူကာကွယ်ရေးတပ်မတော် PDF အဖွဲ့အစည်းတွေဘက်ကိုပဲဖြစ်ဖြစ်ထွက်ပြေးတာတွေကျွန်တော်တို့တိုက်ပွဲနဲ့ဖြစ်လာတဲ့အခါမှာလက်နက်ချတာတွေဒါမျိုးတွေလုပ်ဖို့ကျွန်တော်တို့ဘက်ကတိုက်တွန်းလိုပါတယ်လို့လထိုးကြီး PDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုကိုမြင့်ဆောင်အညာမြေ operation အဖြစ်မြင်းကြံခရိုင်အမှတ်၄တက်ရင် မြင်းကြံခရိုင်အမတ်တစင်တရင်နဲ့အတူမဟာမိတ်ပူပေါင်းတပ်ဖွဲ့များကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့လိုင်စင်မေးရင်ဖမ်းဆီးမှုပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံဝန်ထမ်းတွေကင်းလွတ်ခွင့်ရဟုသိရှိရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဗန္ဒလေးမြို့မှာလိုင်စင်မဲ့ကားနဲ့စိုက်ကဲဖမ်းဆီးမှုတွေစီမံချက်နဲ့စတင်လှုပ်ဆောင်နေပြီးပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံဝန်ထမ်းတွေကတော့ကင်းလွတ်ခွင့်ပေးထားတယ်လို့မြို့ခံတွေစီကနေသိရှိရပါတယ်ဇွန်လ၁ရက်နေ့မှာစတင်က လိုင်စင်မင်းရင်ပန်းစည်းမှုတွေစတင်လှုပ်ဆောင်နေတာဖြစ်ပြီးမြို့ရင်းမြို့ပြင်နဲ့မြို့အဝင်တိုးဂိတ်တွေမှာတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။မန္တလေးမြို့မှာဇွန်လတရက်နေ့ကမန္တလေးပြင်ဦးလယ်လမ်းမှာအောင်ပင်လယ်တိုးဂိတ်ကနေအုံချောရွာ16မိုင်ဂိတ်အထိရင်ထင်းရဲနဲ့ရဲတွေပူးပေါင်းဖမ်းဆီးနေတယ်လို့မြို့ခံတွေကနေဆိုပါတယ်။ဒါပေမဲ့အဲ့ဒီရင်ဖမ်းဆီးမှုမှာရင်ထင်းရဲစစ်တပ်နဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကလူတွေကိုတော့ကင်းလွတ်ခွင့်ပေးထားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေကပြောပါတယ်။ တခြားဌာနကဦးစီးမှုကားကိုကြောက်မီရွာနားမှာဖမ်းတယ်။နောက်ကစစ်တပ်ကအရာရှိတွေရဲ့ကားဝတ်တောက်နှစီနောက်ကပါလာတယ်။ဒီအတိုင်းလွတ်ပေးလိုက်တဲ့လွတ်တာပြည်ရင်းလက်အောက်ခံဝန်ထမ်းတွေရဲ့ကားတွေပဲရှိတယ်။ပြည်သူတွေကြစိုက်ကယ်90 cc တွေတောင်လူပါဖမ်းတာလို့စစ်ကောင်စီဝန်ထမ်းတဦးကဆိုပါတယ်။ပြည်ထရေးဝန်ကြီးဌာနလက်အောက်ခံဌာနတွေဟာအချင်းချင်းနားလည်မှုနဲ့ညှိပြီးလွတ်ပေးနေတာလို့သူကဆက်ပြောပါတယ်။အဲ့ဒီဌာနကလူတွေဆိုစစ်စင်းရက်ဝန်ထမ်းကထုတ်ပြရုံပဲဝန်ထမ်းချင်းတစင်းမြင့်တဲ့သဘောပေါ်လို့အဲ့ဒီဝန်ထမ်းကဆိုပါတယ် မြို့ရင်းလိုင်စင်မဲ့ရင်စီးနေမှုဟာစစ်ကောင်စီဝန်ထမ်းပြူစောတိနဲ့စစ်ကောင်စီနဲ့နှိစက်သူတွေသာစီးနေနေတာလို့မြို့ခံတွေကပြောပါတယ်။အခုတစ်ကြိမ်လိုင်စင်မဲ့ရင်တွေဖမ်းဆီးမှုမှာရင်တွေကိုတင်းယူပြီးမောင်းနှင်သူတွေကိုပါဖမ်းဆီးနေပြီးငွေကြက်တသိန်းကနေ350ကျပ်အထိတောင်းယူတာတွေပြုလုပ်နေတယ်လို့သိရှိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကမေလပထမပတ်ထဲမှာလိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ဖမ်းဆီးမယ်လို့ပြောကြားခဲ့ပြီးနောက်အခုလိုဖမ်းဆီးတာတွေပြုလုပ်နေကြတာပါခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ